လုံးမေးရရှင်နှမနဲ့မင်္ဂလာပါ morning the boyshin ကနေပြန်နေပြီးမှကြိုဆိုရဲဒီကနေ့မှကျွန်မအရင်ဥဆုံးနှုတ်ခတ်တော့ဖတ်ရအောင်ဆန်လန်ချန်းအခန်းကြီး16အခန်းငယ်30ကိုအတူတကွဖတ်ယူရအောင်ဖယားသခင်စီရင်တော်မူသောအမှုသည်စုံလင်၏သာဝရဖယားဤတစ္ဆာတော်သည်အစစ်ခံ၍တည်ခိုးလုံးသောသူအပေါင်းတို့ဤအကွယ်အကာဖြစ်တော်မူ ၏အာမင်ဒီမှာဘာကိုတွေ့ရတယ်လဲဆိုရင် ကျမတို့အသက်တာတွေကျမတို့လူငယ်တွေပဲဖြစ်ဖြစ် ခရိယန်တွေဘွန်းလာတဲ့အချိန်အခါမှာပေါ့နော်ကျမတို့ကဘာပြောတတ်ကြတယ်လဲဆိုရင်ကျမဖယားသခင်ရဲ့နောက်လိုက်နေရင်သားနဲ့ဘာလို့ခက်ခဲချင်းကြုံတွေ့ရတာလဲဆိုတဲ့အရာကျမတို့ပြောတတ်တယ်ဒါပေမဲ့ဖယားကဒီစံစာထဲမှာပြောထားတယ်ဖယားသာရဖယားတက်စာတော်အစစ်ခံ၍အစစ်ခံတယ်ဆိုတဲ့အရာကနာကျင်ကောင်းနာကျင်နိုင်မယ်ဟာလေလုယာဘာကြောင့်ဖယားသခင်စ စ်ဆေးတာလေဘုရားခင်ပေါ်မှာတင်သစ္စာရှိနေရဲ့လားဟာလေလုယာဘုရားကိုတင်ဆက်ပြီးကိုဝင်နေရဲ့လားအဆက်ပြီးဘုရားကိုအဆွေပြုနေရဲ့လားဆိုတဲ့အရာကိုဘုရားသခင်ကစစ်ဆေးတာဖြစ်တယ်ဟာလေလုယာဒီကာလမှာကျမတို့လူငယ်တွေတော်တော်များများပြောတတ်တယ်တင်တန်းတွေတက်တယ်နော်တက်ပြီးမှ fire ဖြစ်လာပြီးမှဘုရားခင်ငါကိုခေါ်တယ်ခေါ်ချင်းတွေနဲ့တော့ဆက်ကပ်ပြီးမှဒီခက်ခဲချင်းတွေနဲ့ဂျုံတွေ့လာကြတဲ့အခါမှာကျမတို့လူငယ်တွေပြန်ပြီးမှလဲသွားတဲ့လူငယ်တွေအများကြီးဖြစ်တယ် ကျမတို့ကအမြဲတမ်းမှာတော့ဆူတောင်းတယ်သစ္စာရှိဖို့ရန်အတွက်ဆူတောင်းတယ်သင်သစ္စာရှိဖို့ရန်အတွက်သင်သစ္စာရှိဖို့သင်ဆူတောင်းနေတယ်ဆိုရင်ဘုရားခင်တင့်ကိုစစ်ဆေးမှာဖြစ်ဘယ်အရာမှမစစ်ဆေးခြင်းမပြီးဘဲနဲ့မစစ်ဆေးဘဲနဲ့ကျမတို့ကအောင်မြင်ခြင်းကိုမရဘူး ဖြစ်တယ်ဟာလေလုယာနော်ကျမတို့အတန်းတတန်းကိုတတ်ဖို့ရန်အတွက်စမှုပွဲတွေစစ်ဆေးခြင်းကိုပြုလုပ်ရတာဖြစ်တယ်ဒီလိုပဲသင်ကကိုကိုကိုတစ္ဆာရှိတယ်လို့ပြောနေရတဲ့သင်ဘာနဲ့တည်တည်ပြမှာလဲသင်တစ္ဆာရှိတယ်ဆိုတဲ့အရာကို စစ်ဆေးတဲ့အခါမှာသင်ကြုံတွေ့ရတဲ့အရာတွေနာကျင်ကောင်းနာကျင်နေမယ်ဒါပေမဲ့အဲ့ဒီအရာမှာသင်ဆက်ပြီးဖရားပေါ်မှာတစ္ဆာရှိနေရလားဆိုတဲ့အရာကိုဖရားခင်သိချင်လို့ဖြစ်တယ်ဟာလေလုယာဒါကြောင့်ဒီကနေ့မှာကျမပြောပြချင်တယ်သင်ဘလို့ခက်ခဲချင်းတွေပဲကြုံတွေ့နေရပါစေသင်ဘလို့အစင်မပြေချင်းတွေသင် ်ကြုံတွေ့နေရပါစေတင်ကအဲ့ဒီအရာကို ဘုရားခင်တင့်ကိုစစ်ဆေးနေတယ်တင်ဘုရားပေါ်မှာသက်သာရှိနေရဲ့လားတင်ဘုရားပေါ်မှာဆက်ပြီးကိုးကွယ်နေရဲ့လားဆိုတဲ့အကြောင်းဘုရားခင်စစ်ဆေးနေတာဖြစ်တယ်နောက်ပြီးမှဒီ16မှာပဲပြန်ပြီးပြောထားတယ်ပေါ့နော်ဘာကိုတွေ့ရတယ်လဲဆိုရွှေထက်မကများစွာတော့ရွှေစင်ထက်နစ်တက်ဖွယ်ဖြစ်၍ပြားရည်ထက်မကပြားလပုတ်ချက်ချိုကြ၏အဲ့ဒီအရာကဘာလဲဆိုရင်ကျမတို့ကဘုရားကိုကိုးကွယ်တဲ့အချိန်ဘုရားနဲ့တွားလာတဲ့အချိန်ခါမှာနံပါတ်1တင်သက်သာရှိဖို့လိုတယ်နံပါတ်2ကဘာဖြစ်ဖို့ရန်အတွက်လိုအပ်တယ်လဲဆိုရင်ဘုရားက ိုကြောက်ရွံ့ဖို့ရအတွက်လိုအပ်တယ်။ဟာလေလုယ။ကျမတို့ရဲ့အသက်တာထဲမှာကြောက်ရွံ့ခြင်းဆိုတဲ့အရာကဘာလဲဆိုရင်ဖယားကိုကြောက်မက်ဖွယ်ကေရို့နော်တရေတဆေကေရို့အမြဲတမ်းမှကြောက်ပြီးမှဟုတ်လား။ဖယားမျက်မှောက်တော်ထဲမှာလည်းမတိုးဝင်ရဲဘူး။အဲ့ဒါလို့မဟုတ်ဘူး။ကြောက်ရွံ့ခြင်းဆိုတဲ့အရာဖယားရဲ့စကားဖယားသခင်တွင်တင်ထားတဲ့အရာဖယားသခင်နှုတ်ကပတ်တော်ထဲမှာဘာပြောထားသလဲ။အသက်တာထဲမှာတွင်တင်ထားတဲ့အရာကိုဖယားရဲ့မကြိုက်တဲ့အရာကိုသင်ဆောင်ခြင်းဟာဖယားကိုကြောက်ရွံ့နေခြင်း ခြင်းဖြစ်တယ်။ဟာလေလုယာအာမင်။ကျမတို့လူငယ်တွေတော်တော်များများဘာဖြစ်တယ်လဲ။ဖယားနဲ့သွာလာနေရတာနဲ့ဖယားကိုမကြောက်ရွံ့ဘူး။ဒီလိုပြောလို့မကြောက်ရွံ့ဘူးဆိုတဲ့အရာကဘလို့လဲဆိုရင်ကျမတို့လူငယ်တွေဖယားကိုကိုးကွယ်တယ်ဖယားထံသိုးဝင်တယ်ဖယားကိုချီးမွမ်းတယ်လို့ဝတ်ပြုတယ်။ဒါပေမဲ့ကျမတို့အဲ့ဒီအရာတွေပြီးသွားတဲ့နောက်မှာကျမတို့အများအဖြစ်ဘာပြောတယ်လဲအနှုတ်လက္ခဏာတွေပြောတယ်။အမြဲတမ်းမှညီးသွားတယ်။အဲ့ဒီအရာကဖယားမနစ်သက်တဲ့အရာဖြစ်တယ်။ဒီနေ့အဖြစ်တဲ့ဖယားကို မကြောက်ရွံ့နေခြင်းဖြစ်တယ်။ဒါကြောင့်ဒီကနေ့မှာကျွန်မပြောပြခြင်းတယ်။ဖယားကိုကိုးကွယ်တဲ့အချိန်ခါမှာနံပါတ်၁သစ္စာရှိဖို့ရင်အတွက်လိုအပ်တယ်။နံပါတ်၂သင်ဖယားကိုကြောက်ရွံ့ဖို့ရန်အတွက်လိုအပ်တယ်။ဟာလေလုယ။အဲ့ဒီကြောက်ရွံ့ခြင်းသစ္စာရှိခြင်းကသင်ရဲ့အတ္တတည်းမှာဖယားသခင်ဘာကိုပေးတယ်လဲ။ရွှေထက်မကများစွာသောရွှေစင်ထက်နစ်သက်ဖွယ်ဖြစ်၏။ဟာလေလုယ။သင်ကတန်ဖိုးရှိတဲ့အရာဖြစ်ခြင်းနဲ့တန်ဖိုးရှိလွန်းတဲ့အရာရွှေထက်မကဒီမှာပြောထားတဲ့နစ်သက်ဖွယ် ကောင်းတယ်ကျွန်မတို့လောကမှာတန်ဖိုးရှိတဲ့အရာကရွှေငွေဖြစ်တယ်စံစာထဲမှာအဲ့ဒီအထက်ဘုရားရှင်တင့်ကိုနစ်တက်ဖို့ရန်အတွက်ကတင့်ဘုရားကိုကြောက်ရွံ့ဖို့ဘုရားသခင်တင်တစ္ဆာရှိဖို့ရန်အတွက်လိုအပ်တယ်ဟာလေလုယာအားကြောင့်ဒီကနေ့ကျွန်မအားပေးခြင်းငါဘာကြောင့်မရတာလဲ ငါဘာကြောင့်တန်ဖိုးမရှိတာလို့ကိုကိုကိုခံစားနေရတာဒီကနေ့မှအဲ့ဒီနှလုံးသားကိုဖယ်လိုက်ဟာလေလုယာသင်ဖခင်ပေါ်မှာသစ္စာရှိနံပါတ်1ဖခင်ကိုကြောက်ရွံ့အဲ့ဒီအရာကိုသင်လှုပ်ဆောင်ခြင်းအားဖြင့်ဖခင်ကသင်ကိုရွှေထက်မကများစွာသောအရာတွေကိုရခင်သင်ကိုပေးမယ်ဆိုတဲ့အရာကိုဒီကနေ့မှကျွန်မဝင်ငါခြင်းတာဖြစ်တယ်အရောက်ချင်းစီတိုင်းပေါ်မှာဖခင်အထူးကောင်းချီးပေးပါစေ